ဖြစ်တော်ဓမ္မမိတ်ဆွေညီကိုမောင်မများမင်္ဂလာနံနက်ခင်းပါလို့ခရစ်တော်နာမဖြင့်နှုတ်ခွန်းဆက်ပါတယ်ဒီနေ့နံနက်မှာနှုတ်ခတ်တော်အားဖြင့်ရှမသက်ခရုဝင်အခန်းကြီး25အပိုင်ငယ်31နဲ့32လူသားသည်မိမိဘုံအာနုဘော်တော်ကို ဆောင်လျက်တန်ရှင်းသောကောင်းကင်တမန်များအချံယံတို့နေတကွာကြွလာတော်မူသောအခါဘုံရှိသောပလင်တော်ပေါ်မှာထိုင်၍ရှိတော်၌လူမျိုးအပေါင်းတို့ကိုစုဝေးစေသဖြင့် သိုးရင်းဒီသိုးနဲ့စိတ်တို့ကိုတခြားစီခွဲထားတဲ့သို့လူအပေါင်းတို့ကိုအသီးအခြားခွဲ၍သိုးတို့ကိုလက်ရတော်ဘက်စိတ်တို့ကိုလက်ဝဲတော်ဘက်၌ထားတော်မူလတန်လို့ပြောပါတယ်နော်ဒီနေ့ဒီကျမ်းပိုင်နှစ်ပိုက်အဖြစ်ပဲကျွန်တော်အဓိကအဲဒီရှုတော်ကနေပဲအငငယ်သိုးနဲ့စိတ်ရဲ့အခြေအနေကို သုံးသပ်ရင်ခွန်အားယူဖို့ပဲဖြစ်ပါတယ်ဆိုတော့နံပါတ်1တစ်ချက်စိတ်ကိုကျွန်တော်တို့လေ့လာကြည့်တဲ့အခါမှာစိတ်က ဇာတိသဘောဆန်သောသူဖြစ်တယ်။နော်ဂျိုရှိတယ်ခွေနိုင်တယ်။ကြမ်းတမ်းတယ်နူးညံ့ညင်မရှိဘူး။နော်နောက်ပြီးတော့ပါဇက်ကတွေ့ကြရတာတွေစားတယ်။နော်ပြီးတော့သူ့မှာလင်းမြန်ဖြတ်လက်တဲ့အစွမ်းစတွေလည်းပိုင်ဆိုင်ထားတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်။နောက်ဂျိုနဲ့လည်းခေါင်းနဲ့လည်းလူတွေကိုခွေနိုင်တဲ့သဘောသဘာဝသူ့မှာရှိတယ်။နော်စိတ်ကနော်လင်းမြန်ဖြတ်လက်ပြီးတွေ့ရစားတဲ့စိတ်ဖြစ်တယ်။ဒါကြောင့်သူ့ရဲ့ခြေတွေလက်တွေလည်းသံမှန် သံမာတာကိုကျွန်တော်တွေ့ရတယ်နော်အင်မတန်မှဟိုသံမာကြောတယ်ပေါ့ဆိုတော့တယောက်ဒါစိတ်ရဲ့သဘောတဘာဝဖြစ်တယ်တယောက်နောက်ပြီးတော့သိုးရဲ့သဘာဝကိုကျွန်တော်ကြည့်တဲ့ကောသိုးသည်ဆိုတော့နူးညံ့တယ်နော်တိမ်မွေ့တယ်နှိမ့်ချတဲ့သဘောရှိတယ်သူ့ရဲ့အမွေးတွေကအစနူးညံ့တယ်နော်အလွေးတွေလှုပ်ဖို့သူ့ကိုအမွေးညံ့ဖို့ခေါ်သွားတဲ့အခါမှာလည်းဘာမှစာတိသဘောနဲ့တုတ်ပြန်တဲ့အရာတွေကျွန်တော်မတွေ့ရဘူး။နော်၊နူညာတိမ်မွေ့တယ်၊နှိမ့်ချတဲ့သဘောစောင့်တယ် ဆိုတော့သူ့ကိုသတ်ဖို့ခေါ်သွားတဲ့အခါမှာလည်းလက်စင်းခံတဲ့သဘာဝတွေသူ့မှာရှိတယ်ဆိုတော့ဒီနေ့သိုးနဲ့ဆက်ရဲ့ကွာချားပုံကတော့စီနဲ့ရည်လိုပါပဲเนาะဒါကြောင့်မို့နောက်ဆုံးသောနေ့ရဲ့ကာလမှာเนาะရှေ့တော်၌လူမျိုးအပေါင်းတို့ကိုစုဝေးစေသဖြင့်သိုးဒိန်းသည်သိုးဒိန်းဆိုတာသခင်ယေရှုခရစ်တော်ပါသိုးဒိန်းဒီသိုးနဲ့ဆိတ်တို့ကိုတခြားစီခွဲထားတဲ့ကဲ့သို့เนาะသိုးနဲ့ဆိတ်ခွဲထားတဲ့လူမျိုး အဲ့ဒီမှာကျွန်တော်မြင်အောင်ရှိစောစောကပုရုဇဉ်လူသားအလုံးကိုစောစောကဘုရားသခင်ကိုယုံကြည်သောသူတွေသိုးအချမ်းเนาะဘုရားသခင်ကိုမယုံကြည်သောသူတွေကိုစိတ်ပဲတစ်ချမ်းကျွန်တော်မြင်အောင်ကြည့်တယ်ပုရုဇဉ်လူသားတွေအဲ့အချိန်မှာတော့1နဲ့ပက်လက်ဖြစ်ပြီးဘာဖြစ်လို့လဲเนาะကြည်လိုက်တော့လေကောင်းကင်ရွှေပြည်ကဟိုထဲထဲဝါဝါကြီးနဲ့ခန်းခန်းနာနာကြီးနဲ့အမတန်းမှနေခြင်းစပွဲကောင်းတော့ကောင်းကင်နိုင်ငံမြင်ရဒီဘက်ကပြန်ကြည့်ပြန်တော့လေစိတ်က တွားရမယ့်နေရာကကြရမယ့်နေရာကကတ်နဲ့ရောတော့မီးမီးအိုင်လို့ပြောဆိုတော့ကြောက်ကမန်းလေးလीဆိုတော့အဲ့ဒီအချိန်မှာတော့ကျွန်တော်တို့ရွေးချယ်စရာအခွင့်အရေးမရှိတော့ပါဘူးเนาะစိတ်ကလည်းရွေးချယ်စရာသခင်ကျွန်တော်ယုံကြည်လို့ရသည်ကလားဆိုတော့ no ပါမရတော့ယခုအချိန်ဒီဟာလာယုံကြည်လို့ရပါပြီเนาะလူဟာခန္ဓာဝိညာဉ်အိုးစားမကွဲမချင်းရွေးချယ်လို့ရပါတယ်เนาะကျွန်တော်တို့ကိုယ်ကွယ်ခြင်းကိုပေါ့ ော်ဒါကြောင့်မို့ရှိုးစကားတစ်မျိုးရှိတယ်ကျွန်တော်မြန်မာရှိုးစကားပါလေအစားမတော်တလုံးအသွားမတော်တလန်းကိုးကွယ်မှုမှားရင်တော့အခါမှာနော် sorry ကိုးကွယ်မှုမှားရင်တော့အခါမှာတော့ဖြင့်ကျွန်တော်တို့ထာဝရကာလမှာမိနေလောက်ကြွညင်ခံရမှာဖြစ်တယ်ကတ်နဲ့ရောတော့မရဲမိအိုင်နော်ဆိုတော့တိုးကတော့ဖြစ်ရင် ကောင်းရင်ရွှေပြီးမှာ ဒီနေ့သိုးတိုင်းဖြစ်တဲ့သခင်ရှုခရစ်တော်နဲ့အတူပြန်လည်နေထိုင်ဆက်မြဲရမယ့်အခြေအနေထဲမှာရှိနေပါဒါဆိုရင်ဘုရားသခင်ကမတရားဘူးကျွန်တော်တို့လည်းကယ်ဖို့ချင်းကယ်ခဲ့ပါလေချစ်တော်ဓမ္မမင်းရှင်နော်သိုးတွေရောစိတ်တွေရောအကုန်ကဲပါတယ်ပြောနေတာကဒါပေမဲ့ခတ်တာကစိတ်ဆိုတဲ့အုပ်စုကမယုံလို့ဖြစ်ပါတယ်နော်ပြဿနာကပြဿနာရှင်းပါတယ်စိတ်ကမယုံလို့ပါ တကယ်တော့စိတ်ဘဝရောက်သွားတယ်เนาะမယုံလို့တကယ်တော့ကျတော့သိုးကယုံကြည်သူဖြစ်သွားလို့ဒါကြောင့်ဥပမာပေးတာဖြစ်ပါတယ်เนาะသိုးနဲ့စိတ်ခွဲထားသလိုသိုးကြံတစ်ခုမှာသိုးနဲ့စိတ်အတိကျထားရောလို့မရဆိုတော့ဒါကြောင့်ခရိယံကျတော့သိုးတဲ့เนาะသူကတော့ဝိညာဉ်ပဂတိစံတယ်အတ္တတာကเนาะညီသက်ချင်းရှိတယ်လူတို့ဘယ်တော့အခါမှာဟိုယံကိုယံချင်းတုတ်ပြန်တတ်တဲ့အလေးထားသူ့မှာမရှိဘူးသိုးရဲ့တဘာဝက ဝိညာဉ်သဘောစံတဲ့ဝိညာဉ်ပဂရိစံတယ်လို့ပြောလို့ရတာ။ဒါကြောင့်ကျွန်တော်ဒီနေ့မျက်မှောက်ကလာခရိယံများကျွန်တော်ဇာတိခရိယံမဖြစ်ဖို့စိတ်ကဲဆိုကျွန်တော်အသက်မရှင်မှုဖြစ်တယ်။ဝိညာဉ်ပဂရိဝိညာဉ်သဘောစံဆိုတာကျွန်တော်အသက်ရှင်မှုဖြစ်တယ်။နားလည်လို့ပြောကျွန်တော်သဘောထားကြည့်ရမယ်။ခွင့်လွန်နိုင်ရမယ်။နားလည်ပေးနိုင်ရမယ်။အရာအလုံးကိုနားလည်ပေးခြင်းဆိုတဲ့ရှုထောင့်ကနေပဲများသောအဖြစ်ဒီနေ့သိုးသည်ဟာလားအဲ့ဒီရှုထောင့်ကနေသွားတာသိုးလို့ခေါ်တ ဒါကြောင့်တော့ဒီနေ့သင်နဲ့ကျွန်တော်ဒီဒီနေ့သိုးဖြစ်ဖို့ဘုရားခင်အလိုလိုရှိတယ်။ကဲစိတ်တစ်ချက်ညီကုံချောစိတ်ကတော့ဖြစ်ရင် तू ဟာဇာတိသဘောဆန်တယ်။နော်မမာနထောင်လွားတယ်လူတွေကိုဒုက္ခပေးတတ်တယ်ဂျိုးနဲ့ဥကောင်းနဲ့ခွေတာတွေစောင့်တာတွေအမျိုးမျိုးပေါ့နော်သူ့မှာရှိတဲ့မန်တွေဟာခွန်အားတွေကဒီနေ့သူ့ရဲ့ထောင်လွားခြင်းကိုပေါ်ပြတာဖြစ်တယ်။ဒါကြောင့်စိတ်ရဲ့သဘာဝကလူတွေအကျိုးသိပ်ပြီးတော့ ကောင်းကျိုးမပေးဘူးပေါ့အချင်းချင်းတွေ့ရင်ခွေတယ်ဟာတိုးဆိုရင်ပြပြကုန်ပဲဒီသဘောမျိုးသူဒီဇာတိပဂတိနဲ့အသက်ရှင်တာဖြစ်တယ်လုံလုံလက်လျာဇာတိပဂတိဖြစ်တယ်နော်ဝိညာဉ်သဘောလုံးဝမရှိဘူးဆိုတော့တွေ့ရဆိုတော့ဒါကြောင့်မို့ဒီနေ့သိုးနဲ့စိလို့ဥပမာပေးပြီးခွဲလိုက်ရခေါ့တကယ်တမ်းကျတော့သိုးကတဲ့နော်သခင်အတွက်အမြဲတမ်းယက်တည်ဒါကြောင့်သခင်ကအဲ့ဒါကိုဘာပြောသလဲအငယ်ဆုံးသောသူကိုပြုသည်မြတ်ငါ့ကိုပြုတာ 都多啊，工、e nah e ja、人太太、right? like、养民太太、马扎太太、饼干太太、送捷太太、吃太在哪太太、昆仑太太，好了，结束表彰了。那多也把吧？那要按上高度，比改了，一样的，没弄高，比改多了。没弄的，太挖到高温水平，多了几着，好了，谁被变急着了，呢？看看，雷阵雷阵的，老百们讲急了，谁加入来？好了。 လုံးဝဇာတိပဂရိအတိုင်းအသက်ရှင်တယ်ခွလုံးချင်းမရှိဘူးနာခံချင်းမရှိဘူးတနည်းအားဖြင့်ဦးစိုးစကားဆိုပါလဲစိတ်ပစားရောက်လဲအဲဒီလိုလေးခေါ်ခံရတဲ့အထိပေါ့ဆိုတော့အဲလိုမျိုးဇာတိပဂရိအတိုင်းအသက်ရှင်တော့ကြောင့်သူဒီစိတ်ဖြစ်တဲ့အခါမှာသူဒီနောက်ဆုံးသွားရမယ်လမ်းဒီကတ်နဲ့လောင်တော့မီးအိုင်နဲ့သွားမှာဖြစ်တယ်ဒီကုံမချုပ်ခင်မှာမင်းစရာမင်းကုန်တစ်ခုကပါလဲဆိုရင်ကောင်းသောဖရာက အားလုံးကောင်းကောင်းမကောင်းကောင်းအကုန်ကယ်ပေါ့နော်ကယ်ခဲ့ပါလေချစ်တော်ဓမ္မမေဆွေများလွန်ခဲ့တဲ့နှစ်ပေါင်း2000ကဟာလာသိုးရင်းဖြစ်တဲ့သိုးတငယ်တော်ယေရှုခရစ်တော်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ခန့်ကလောကကားတိုင်းတော်ပေါ့ဘုရားသခင်ရဲ့အမိန့်အခွင့်အခါနဲ့အပြစ်သားများအတွက်အသေခံပေးကြတာကိုယုံကြည်လက်ခံတော်သူကို သိုးဖြစ်တယ်ဒီနေ့သင်သည့်အချိန်မီထိုယေရှုခရစ်တော်ဘုရားကိုအချိန်မီယုံကြည်လက်ခံသင်တဲ့သိုးအရာရာကိုရမှာဖြစ်ပါ တရားဖျားသခင်မတရားဘူးလို့ကျွန်တော်တို့မြင်ဖို့ထက်မြင်ဖို့မဟုတ်ဘူးမြင်ဖို့ထက်ကျွန်တော်ဒီသိုးဖြစ်ပေါ်ရဟာလာကျွန်တော်ခံရတဲ့ဝိညာဉ်အိုးစားမကွဲမချင်းကျွန်တော်မှာအခွင့်အရေးရှိတယ်ဒါကြောင့်သင်သည်အချိန်မနှောင်းမီခရစ်တော်ကိုလက်ခံယုံကြည်ခြင်းအားဖြင့်သင်သည်သိုးဖြစ်ဖို့အခွင့်အရေးရှိပါသေးတယ်နော်ဒါဟုတ်ဒါကြောင့်ဖျားသခင်မတရားဘူးလို့ကျွန်တော်တို့စိုးပွဲမရှိအောင်ဖျားသခင်အားလုံးနော်အသေးအချာကိုပြင်ဆင်ထားပြီးသားဖြစ်တယ်ဆိုတော့နားလည်ရ တယောက်ချစ်တော်မှမရှိဒီနေ့ကျွန်တော်တို့ဒီသိုးလာစိတ်လာဆိုတော့ကိုယ်ကိုပြန်လဲဆက်စစ်ဖို့ပဲဖြစ်ပါတယ်စိတ်စိတ်ဆိုရင်တော့ဖြင့်ကျွန်တော်ဒီအချိန်မီနောက်တရဖို့ဖြစ်တယ်သိုးဆိုရင်တော့ကျေးဇူးတော်ကြောင့်ကျွန်တော်ဒီဝိညာဉ်သဘောအတိုင်းအသက်ရှင်ဖို့ဖြစ်တယ်เนาะသိုးဒီကတိညင်ရတယ်ထာဝရအသက်ရတယ်မရဲသွားကြဘူးတရားသိသိုးနဲ့တူသောခရိယံလား ကိုကိုပြန်လဲဆန်းစစ်ဖို့ဖြစ်တယ်။ဒါမှမဟုတ်သင်သည်စိတ်နဲ့တူသောဇာတိပဂရိခရိယံလားဆိုတော့ကိုကိုပြန်လဲဆန်းစစ်ဖို့ဖြစ်တယ်ဆိုတော့နှုတ်ဘတော်အပြင်အနည်းငယ်ပြန်လဲဝိသနှိုးဆောင်ပါတယ်။အရောက်စီတိုင်းပြတဲ့ကောင်းကြီးပေးပါစေ။